ဲဒီနေ့ချစ်စွေကြီးပြောမယ်ကြောင်းကတော့ပညာရှိရွေးပွဲတဲ့နော်အဲ့တော့ပညာရှိရွေးပွဲဆိုတာအဲ့ဒါချစ်စွေကြီးရဲ့ Facebook မှာလာပြီးတော့အလင်းအောင်ဆိုတဲ့တကယ်ချင်းကလာပြီးတော့ရေးပို့ပေးထားတာပေါ့ကွာအဲ့ဒါလေးကိုဖတ်ကြည့်လိုက်တဲ့အခါကျတော့လူငယ်တွေအတွက်အဲဒါလေးကလည်းအမတန်ဘုဒ္ဓရပွဲရအကြောင်းလေးဖြစ်နေတော့အဲ့ဒါပြန်လဲမျှဝေချင်တာနဲ့ပဲယခုလိုမျိုးအဲတင်ပြပေးတာပဲဖြစ်တယ်ပေါ့ကွာအဲ့ဒါပညာရှိရေးပွဲကဘယ်လိုလဲဆိုတော့ဟိုတုန်းကတိုင်းပြည်မှာအုပ်ချုပ်တဲ့ဘုရင်မှာအဲ့တော့ခန့်အပ်ထားတဲ့ အမင်းတိုင်မင်းအမတ်ဟာမပြောရင်ပဲယောဂါတစ်ခုကြောင့်ဆုံးသွားတယ်ပေါ့ကွာတီးသွားတဲ့အခါမှာဒါမင်းတိုင်မင်းအမတ်ကလည်းမရှိမဖြစ်လိုအပ်တာဖြစ်တဲ့အတွက်အ мян ရွေးချယ်ဖို့စီစဉ်ရတော့တာပေါ့အဲ့လိုစီစဉ်နေဆိုလို့ရှိရင်ပဲဘီရင်မှာလည်းအဲသူကခန်းအမတ်လူလည်းရှိပြီးသားအနေထားရှိတာပေါ့ဒါပေမဲ့မိဖုရားကြီးကလည်းသူ့ရဲ့မောင်းကိုအဲသူကခန့်စေခြင်းတယ်ကွာဘာဖြစ်လို့လဲဆိုတော့ဟိုသူ့မောင်းကိုလည်းတေကောင်းတင်းနေနေသိခြင်းပေါ့အဲ့တော့ဘီရင်ကိုသူကပူဇာတာပေါ့အဲ့ပူဇာတဲ့အခါကျတော့ဘီရင်ကလည်းသိတယ် ဒါပေညာတော့လေသူကအကြောင်းမခိုင်လုံပဲနဲ့ညင်းပယ်လိုက်မယ်ဆိုရင်နောက်တစ်ချိန်မှာဒါကမလိုလားအပ်တဲ့ပြဿနာတွေဒါတိုင်းပြည်မှာဖြစ်လာနိုင်တယ်လေဒါကြောင့်မလို့အဲဘယင်းကလည်းရာဇပတိရဲ့ကြွယ်ဝစွာနဲ့ပဲအဲ့လိုဆိုလို့ရှိရင်တော့ဒီတိုင်းရွေးလို့မဖြစ်တော့ဘူးအပညာရှိအမတ်ကိုလည်းလွယ်ရွေးလို့မရဘူးပညာရှိရွေးပွဲလုပ်ပြီးကမှရွေးမှဖြစ်မယ်လို့ပြောလဲပြီးတော့တခါတည်းသူကသူမေးမဲ့ပု္ပ္ပာကိုတခါတည်းပြောလိုက်တော့ဒါဘောအဲ့ဒီပု္ပ္ပာဘာလဲဆိုတော့မျက်ဖင်ကပညာရှိရွေးပွဲမှာမေးမဲ့မေကွန်းကတော့မစင်ဟာဘလို့အရသာရှိတယ်ဆိုတာကိုမေးမှဖြစ်တယ်အဲ့ဒါကိုမင်းတို့ စူးစမ်းပြီးတော့လာခဲ့လို့ပြောလဲပြောလိုက်ကိုမနဲ့လဲကြလဲကြာအောင်ညီလာခံမှာတခါတည်းမေးတော့တာပေါ့အမေးတယ်ဆိုလို့ရှိရင်မဲခုနရောက်ပါတော့အမလောင်းကတခါတည်းဝမ်းပါအာရနဲ့သူကအရင်ဆုံးထားပြီးတော့ဖြေတော့တာပဲအတင်မင်းကြီးတဲ့အရှင်မင်းကြီးပေါ့အဲ့တော့မစင်ဟာအဲ့တော့လက်ဆက်နေတဲ့အချိန်မှာအမတန်ချိုးတဲ့အရာသာရှိပါတယ်ပေါ့အဲ့ဒါနဲ့ဘညာဟေးအဲ့တော့ဒါပြင်အမောင်ကဘလို့အเจ้าကိုထောက်ဆပြီးတော့ဒီအเจ้าရာကိုတိတာလဲလို့မေးလဲမေးလိုက်ကောမန်လာပါမင်းကြီးတဲ့ကျွန်တော်မျိုးဟာ မင်းတိုင်မင်းအမအလုံးမှာဖြစ်တဲ့အတွက်အဆက်အသွယ်ရခါခါနာနာသိထားမယ်လို့လည်းယုံကြည်ပါတယ်တဲ့။ဘယ်ရာဘက်ဖြစ်ဖြစ်ကျွန်တော်မျိုးကလက်တွေကြတာကိုပဲလဲတဘာဝကြတယ်လို့လည်းထင်တဲ့အတွက်ကိုယ်တိုင်လက်တွေဆန်းသက်တဲ့အနေနဲ့မစင်ကိုကိုယ်တိုင်စားကြည့်ပါတယ်လို့သူကပြောတာပေါ့ကွာ။ပြောလို့ပြောပိဒတ်တရားလည်းဝိုင်းပြီးတော့ရည်တာပေါ့မစင်ကိုစားတဲ့အမတ်ပေါ့ကွာ။အဲ့တော့မစင်စားတဲ့အမတ်ဆိုပြီးအဲ့ဒီနဲ့ဘီကြီးကလည်းအိမ်ဒီမပြတ်ဖဲနဲ့ပေါ့ကွာ။ပြုံးတော့ပြုံးတာပေါ့။ ဒါနဲ့ပဲတခါတခါဘက်ကသူရွေးချယ်မဲ့အမတ်လောင်းကိုမေးလဲကြည့်လဲကြည့်တော့မှန်လားပါမင်းကြီးတဲ့မစင်ကလက်ဆက်နေတဲ့အချိန်မှာတော့ချိုးတဲ့အရာသာရှိနိုင်ပါတယ်တဲ့ချိုးတဲ့အရာသာရှိတယ်လို့လည်းယူဆလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ရင်ကောင်းတွေလာပြီးတော့နားတာကိုကြည်ချင်းအပြင်သိနိုင်ပါတယ်ရင်ကောင်းတွေကအချိုးကြိုက်တဲ့တတ္တဝါတွေဖြစ်တဲ့အတွက်မစင်ကလက်ဆက်နေတဲ့အချိန်မှာချိုးတဲ့အရာသာရှိနိုင်ပါတယ်တဲ့ ်အဲဒါဖြင့်ရင်းနဲ့မစင်ဟာမချောက်မဆိုးမဆိုးမချောက်အချိန်မှာဘလို့ရတာရှိတယ်လဲလို့မေးလဲမေးကုန်းနဲ့ရောက်ဖတ်တော့က तू မသိတော့ဘာဖြစ်လို့ तू ကလက်လက်ဆက်ဆက်အချိန်မှာ तू ကစထားတာဆိုတော့လေအဲ့တော့မဆိုးမချောက်ချိန်ကအရတာကို तू မသိတော့အဲ့ဒါကကိုယ်ကတော့ပညာရှိမှတ်ကို तू ကမေးတဲ့အခါကျတော့မလားပါဒီမင်းကြီးတဲ့လက်မဆိုးမချောက်အချိန်မှာတော့မစင်ဟာရှင်းတဲ့အရတာရှိပေါ်ရာရှိပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့အချိန်မှာဖြုတ်တွေလာပြီးတော့နားပြီးတော့စားနေကြတာကိုကြည်ချင်းအဖြစ်ဖြုတ်တွေကအချိန်ကြိုက်တဲ့တတ္တဝါတွေဖြစ်တဲ့အတွက်မစင်ဟာအဲ့ဒီအချိန်မှာရှင်းနိုင်ပါတယ်လို့ဒီလိုမျိုးပြောတယ်အဲ့ဒါနဲ့ပဲတခါဒါဆိုလို့ရှိရင်ကွာတဲ့မစင်ဟာ6 ောက်သွားတဲ့အချိန်မှာဘလို့အရသာရှိတယ်လေလို့ထက်လက်မပြောခေါင်းကတော့ရောက်ဖတော့ခေါင်းကဆိုင်ချသွားပြီသူမပြေနိုင်တော့ဘူးအဲ့ဒါနဲ့ပဲခေါင်းပညာရှိအမတ်လုံးမဲ့သူကတော့ဘာပြောလဲဆိုတော့မစင်ရချောက်သွားတဲ့အချိန်မှာတော့ခားတဲ့အရသာရှိနိုင်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့မစင်ဟိုကိချင်များတွေ ကိမလမဲတွေတိလိချောတွေလာပြီးတော့စားကြတာကိုတွေ့ရပါတယ်တဲ့ဒါတွေကဒီတတဝါတွေကခားတဲ့အရာသာကိုကြိုက်တဲ့တတဝါတွေဖြစ်တဲ့အတွက်မစင်ရခားတယ်လို့ယူဆလို့ရပါတယ်တဲ့ဒီလိုမျိုးပြောလိုက်တဲ့အခါကျတော့ तू ကတော့ဒီခါလေးမင်းရဲ့ရွေးချယ်ခြင်းခံခဲ့ရတယ်ပေါ့ကွာအဲ့တော့ပညာမတတ်တဲ့လူကတော့မစင်ကိုစားကြည့်တဲ့ဘဝမှာလမ်းဆုပ်သွားတယ်ပေါ့ကွာအဲ့တော့မစင်စားတဲ့ဘဝနဲ့လည်းနာမည်ကြီးသွားတယ်ပေါ့အဲ့တော့ဆိုလိုချင်တာကွာကွာအဲတချို့သောမိကုန်းတွေကလေပညာရှိဆန်းဆန်းမေးလာပြီဆိုလို့ရှိရင်ပညာသည့်ဆန်းဆန်းသောတုတ်ပြန်တတ်ဖို့ပဲလိုတယ်အဲတိကျနေဖို့မှန်ကန်နေဖို့ဆိုတာတချို့အရာတွေကလည်းမလိုဘူးဒါပေမဲ့ မေးလာတဲ့မေးခွန်းအပေါ်ကိုကြည့်ပြီးတော့တုံ့တက်ပြီးတော့ဖြေရတာပဲဖြစ်တယ်ကောအဲ့ဒါလေးနဲ့ဆက်လင်းဥမာလေးတစ်ခုပြောပြအောင်မချစ်စွေကြီးဖတ်ခဲ့ဘူးတဲ့အဲမိလိန်တာပညာစာအုပ်ထဲမှာလေမိလိန်တာမင်းကြီးကရှင်နာကတင်နာကိုမေးတယ်အရှင်ဘုရားတဲ့တပြည့်တော့အရှင်ဘုရားကိုမေးခွန်းမေးချင်ပါတယ်တဲ့အရှင်ဘုရားအဲဖြေနိုင်မလားအာဒီမင်းကြီးမေးပါတဲ့ဖြေနိုင်ပါတယ်တဲ့ဆိုမင်းကြီးကဘာပြောလဲဆိုအရှင်ဘအရှင်ဘုရားဖြေမေးပြီပါပြီတဲ့ဆိုလို့ဆိုရှင်နာကတင်နာကလည်းဘာပြန်ပြောလဲဆိုအသိမင်းကြီးကျုပ်လည်းဖြေပြီပါပြီတဲ့အဲ့ဒီမှာမင်းကြီးကဘာပြောလဲဆိုတော့အရှင်ဘုရားဘာကိုဖြေလိုက်တာပါလဲဘုရားတဲ့ဆိုအဲ့ဒါနဲ့ပဲရှင်နာကတင်နာကလည်းဘင်းကြီးပြန်ပြီးတဲ့အသိမင်းကြီးကတော့ဘာ ာကိုမေးတာပါလဲမင်းကြီးဒါလေးတည်းကခုနကပြောနေကပညာရှိအချင်းချင်းပြောတဲ့စကားပညာရှိရှိချင်းပြောတဲ့မေးခွန်းတွေစကားတွေဆိုတာလေဘုသူဒ္ဓအရာပညာအရာမှာပြည့်စုံတဲ့သူတွေမှအဲဒီဟာတွေကတွေးမိစဉ်းစားမိတာမျိုးဖြစ်တယ်ကွာနောက်တစ်ခုချစ်စွေးကြီးတစ်ခါဖတ်ခဲ့ဘူးတဲ့ဇလန်းလေးတစ်ခုလည်းရှိသေးတယ်ကွာအဲ့ဒါလေးကတော့ဗာလေးလဲဆိုတော့ ဟုတ်တော့ဒိတာပါမောက္ခကြီးရှိမှာပေါ့ကွာအဲ့တော့ဆရာဝန်လုံမဲ့သူတွေလာပြီးတော့ပညာသင်ကြတာပေါ့အဲ့တော့ဒိတာမောက္ခကြီးရဲ့သူ့ရဲ့တပည့်တွေကိုအတိမဆိတ်ပေးကျင်တာလဲပါမှာပေါ့အဲ့ဒါနဲ့ပဲနှစ်ဖက်ကမှမင်းတို့မစင်နေဟာမင်းတို့ဘိုက်ကထွက်တဲ့မစင်နေဟာဘလောက်အထိဘလောက်သားထိရှိတယ်ဆိုတာကိုချိန်ပြီးတော့လာခဲ့ကြလို့မှားလိုက်တာမနေ့လည်းကြလည်းကြတော့တပည့်တွေအားလုံးကတခုတ်တခါတည်းမစင်နေကိုအထုပ်ကလေးတွေနဲ့ထုတ်တယ်တခါတည်းချိန်တဲ့လူကချိန်ပေါ့ကွာချိန်ပြီးတော့သူကဘလောက်သားရှိတယ်ငါဘယ်ရွေးသားရှိတယ်ဆိုမစင်တုပ်ကြီးတွေကိုအကြောင်းကိုယူလာကြတယ်လေကွာအဲ့ဒါနဲ့ပဲဟို တယောက်တော့သူကတော့ပါမလာဘူးတဲ့အဲ့ဒါမင်းကဘယ်လောက်သားရှိတယ်လို့မြည်တော့သူကဘယ်ရွေးဘယ်များသားရှိတယ်ပေါ့ဟဲ့မင်းတမားတကြတော့အထုပ်တွေနဲ့ထုပ်လာတယ်မင်းကြတော့ဘာဖြစ်လို့ပါမလာတာလဲဘာဖြစ်လို့ယူမလာတာလဲလို့မေးတဲ့ခါကျတော့အဲ့တော့ဆရာကြီးခင်ဗျားတဲ့ယူလာစရာမလိုပါဘူးတဲ့ကျွန်တော်ကအင်ဇာမတက်ခင်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခါချိန်ကြည့်ပါတယ်တဲ့အင်ဇာ စင်းတဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုတစ်ခါချိန်ကြည့်ပါတယ်တဲ့အဲ့တော့ဒီတက်တာချင်းတက်တဲ့အချိန်မှာချိန်တာနဲ့စင်းတဲ့အချိန်မှာချိန်တဲ့အချိန်နှစ်ခုရဲ့ကွာဟမှုကကျွန်တော်ရဲ့မစင်ပါပဲလို့သူကပြောလဲပြောလိုက်တော့ဒါသူ့ရဲ့အဖြစ်မှန်းနေတာပေါ့အဲအချိန်မှာခုနဒိဋ္ဌပါမောက္ခကြီးကသူ့ကိုအမှတ်ပြပေးလိုက်တယ်ပေါ့ကွာကြံတဲ့လူတွေကလည်းသူ့ကိုကြည့်ပြီးအော်လဲပြီးလဲပြီးတော့သူတို့ရဲ့ညံဖြင်းမှုတွေကိုလည်းတွေ့ရှိရပြီးသူတို့လည်းရှက်တော့တာပေါ့ကွာအဲ့တော့ဘာပဲဖြစ်ဖြစ်ကွာပညာမတက်တဲ့လူတွေပညာကြီးမယ်လည်းမရဘူးကဘုသူတ္တလည်းရှိဖို့လည်းလိုတယ်လေအဲ့တော့ပညာကိုဘုသူတ္တကအုပ်ချုပ်ပါတယ်ဒါကြောင့်မလို့ပညာနဲ့ဘုသူတ္တမရှိတဲ့လူကလူဘုံလည်းမှမျက်နာငယ်ရပါတယ် ခုနကလိုမစင်ကိုစားရတဲ့အဖြစ်မျိုးတွေနဲ့လည်းကြုံရတတ်ပါတယ်ဒါကြောင့်မလို့ကိုညီလေးတွေဟာလေကိုညီမလေးတွေဟာလေပြောမယ်ဆိုလို့ရှိရင်တော့ပညာကောဘုသူတာရောဖြည့်တင်းကြပါဖြည့်ဆွဲကြပါလို့ချစ်ဆွေကြီးကဒါလေးနဲ့လာပြီးတော့အကြံပြုတင်ပြခြင်းဖြစ်ပါတယ်နော်